လက်ရှိ EWC ရဲ့ Champion League ကတော့ Playoff ပထမဆုံးရပ်မှာတင်အေးအေးဆေးဆေးအနိုင်ယူသွားတယ်ဒါပေမဲ့တခုရှိတာ Lower Bracket ကနေဆော့ရတာဖြစ်တဲ့အတွက်သူတို့ရဲ့ In-game Play တွေအားတာချက်တွေနဲ့ဘလို့ဆော့လေးရှိလဲစတာတွေကိုတော့တွေ့မြင်လိုက်ရတယ်ဒီကနေ့ဗီဒီယိုလေးကတော့ Liquid PH ရဲ့နိုင်သွားတဲ့၃ပွဲလုံးမှာတစ်ဖက်ကိုလော့တာတဲ့တစ်ချိန်မှမပေးဘဲ၃ပွဲလုံးဒိုမိနိတ်လုပ်ပြီးဆော့သွားနိုင်တဲ့လျှို့ဝှက်ချက်တွေနဲ့ စန်ဖို့ငကားရဲ့ MPA တွေမှာဘာလို့ကြောက်ဖို့အကောင်းဆုံးဖြစ်နေလဲဆိုတာတွေကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်ပြောရှင်ပါတယ် Let's go guys ပထမဆုံးအချက်အနေနဲ့ liquid ကအခုလိုမျိုးတာတယ် log objective တွေ focus တဲ့ meta မှာယူဆောင်လို့ကောင်းမျိုးထွက်လာတယ်ငကားကပြောမယ်ဆိုရင်သူ့ရဲ့ dragon form ကတာတယ်ဘက်တယ်တွေမှာအရန်ကောင်းတယ်ဒါပေမဲ့ပြဿနာက pro sense မှာကြတော့ objective battery တွေမစခင် အခုလိုမျိုးအာတီတောင်းခံရတာတွေတတ်ခံရတာတွေစသဖြင့် error တတ်အောင် enemy ကလှုပ်လာနိုင်တဲ့ objective battle တွေမစခင် error တတ်လို့အာတီပေးလိုက်ရရင်ငကားဆိုတာအမှိုက်ပဲဗျအဲ့ဒါကြောင့်မလို့လဲတယုံတယုံအသင်းတွေကယူဆောင်တဲ့ game play ကိုကောင်းကောင်းမွန်မွန် in game မှာပုံမဖော်နိုင်ကြဘူးဒါပေမဲ့လည်း sanford နဲ့ liquid ကကြတော့ဒီငကားကိုဘယ်လိုမျိုးအာတီ save ရမလဲဆိုတာ ကောင်းကောင်းနားလေတဲ့အထူးသဖြင့် အာလီဘိုင်2မိနစ်ဝင်းချင်းအတွင်း JP ကို EXP ဘက်က River မှာတောက်လျှောက်မေရာနေခိုင်းတယ်မေရာနေတယ်ဆိုတာ သွားချတာမျိုးလည်းမဟုတ်ဘူးအခုလိုမျိုး Enemy Roma နဲ့ Face to Face ကိုကလည်းမတည်နိုင်တဲ့ position မျိုးမှာတောက်လျှောက် Vision ပြပေးနေတာမေရာရင်းရဲ့အားသာချက်က Enemy Metrio ရဲ့ movement တွေ information တွေကိုသိနိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ဆိုင်လိန်တွေကိုဂန်းဖို့ဆိုတာခက်ခဲတယ်ဒီမှာဆို JP Vision ပြထားတော့ ကာတီးစီကလည်းအပေါ်ကအစိမ်းအသေးလေးကိုသွားစားခွင့်ရတယ်ဆန်ဖိုးကလည်း EHB မှာ AACC ပဲတကယ်လို့ JP Marathon နဲ့ကိုအမှတ်မထင်သွေးလျှော့ခံလိုက်ရတာတို့အိမ်ပြန်လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာ information မပေးနိုင်တော့ပဲ enemy ကပျောက်နေတယ်ဆိုရင်လည်းဆန်ဖိုးကလုံးဝကိုတာဝါတဲကထွက်မလာတော့တာဒီမှာဆိုရင်ဖယ်ကွန်ဘက်ကဟစ်တာကို recall force ပြီးငကားကိုဂန်းကျင်တာဒါပေမဲ့လည်းမအောင်မြင်သွားဘူးအဓိကကလည်း ခရီဝေ့ဖ်ကိုစိုက်လိန်တာတော်တော်များများသိတဲ့အတိုင်းပဲသွေးသွားမလျှော့ထားလို့လည်းပါတယ်အသက်နိုင်ဆုံးတာဝါထဲမှာစိတ်ရှည်ရှည်နဲ့စောင့်နေတဲ့ပြီးတော့မှ JP ပြန်ရောက်လာပြီး vision ပြမှာပဲခရီကိုအေးအေးဆေးဆေးထွက်စားတယ်ဒါက liquid အနေနဲ့ငကားနဲ့အာလီပိုင်းတော်တော်လေးကိုတတိထားဆော့နေတာတိတာတယ်ပြီးတော့ ESP credit တွေဆိုရင်လဲ JP ကလာ try ပေးတယ်ယူဆောင်ဆိုတော့ scale 1 2 3နဲ့တင်ရနိုင်ချေများတယ် ESP လိန်နာတယောက်အနေနဲ့က အားလုံးသိတဲ့အတိုင်းပဲ ESP crack ရတယ်ဆိုရင် Cree Wave 3 Wave နဲ့တင်ကို Level 4အမြန်ရပြီး faster than but day လာ join ပေးလို့ရတယ်ဒီမှာဆိုငကားအနေနဲ့အောက်က Cree တောင်ရှင်းစရာမလိုဘူး Level 4အစောကြီးကိုຢာသွားတာအထာတွေအပြင်နောက်ထပ်တာတဲ့ fight တွေမှာဆိုရင်လည်းအခုလိုမျိုး liquid ဘက်ကသူ့အတင်းသားတွေမိချုံမရထားတာဖြစ်တဲ့အတွက် Sanford ရဲ့ movement ကိုတေချာကြည့်မယ်ဆိုရင် ရေလှိုင်းနဲ့တောင်လာမနေတော့ဘူး record ထောက်ပြီးတော့ အိမ်ကနေပြီးတော့တဆင်ပြန်လာတာအဓိကကမိကနေဖြတ်ပြီးတော့သွေးလျှော့ခံရတာတွေတီးခံရတာတွေဖြစ်မှာဆိုလို့လဲပါတယ်သူတင်းကိုတိုင်ကလည်းစမ်းဖို့ပြန်လာဖို့အတွက်ကိုတတဲ့ဆွဲပြီးခဏဆောင်ပေးတယ် Get the position, Bishop para recall easy. Hola, doon na ngayon na may war up. Doon yung combo mula sa section. Pero Ice Man Blood, sabi ni Sandy, at tras muna si Flav. Nakakababalas na kami ng Bicon. Napaalam din sa kamay ni Sandy. At hindi matapos sa pananalasa ng stampin dito ng GLPH. Now the buy အနေနဲ့ကတော့ EWC တဲကဆော့လာတဲ့ JP နဲ့ Sanfo ရဲ့ play style အခုလိုမျိုး JP က header, high loss, ကတော့ဘာစီရတို့လိုမျိုးအထုံနဲ့အမာကောင်ကြီးတွေကင်တဲ့ vision ပြတဲ့ damage စားပေးတဲ့တစ်ဖက်က Sanfo ကကြတော့ အာလီဒမ်းမေထွက်တဲ့ဖိုက်တာတွေဆော့ပြီးတော့ JP ကိုထိတာနဲ့နောက်ကနေဝင်လုံးပြီးဗတယ်ချတယ်ဒါကရိုမာနဲ့ EXP ဂျားတဲ့ကကော်နက်ရှင်တော်တော်လေးကောင်းသလိုဆန်ဖို့ပေါ်ဖော်မန့်ထွက်တယ်ဆိုတာကလည်း JP ကြောင့်အများကြီးပါတယ်ဒီနေရာမှာ TPH ရဲ့ log တာတဲ့ objective တစ်ဖက်ကိုတစ်ချိန်မှမပေးဘဲ၃ပွဲဆက်ဆော့နိုင်တဲ့လျှို့ဝှက်ချက်ကိုပြပြမယ်ကာတီးစီးအနေနဲ့လန်စလော့ရတဲ့အချိန်တိုင်းမှာ liquid ရဲ့ကိုပိုင်အကွက်ရှိတယ်ဗျာ သူတို့အနေနဲ့တာတဲကိုအခုလိုမျိုး အမြန်ဖို့တယ်ဆန်ဖိုကကြတော့ဟုတ်မဟုတ်အဲလစ်တွေယူဆောင်တွေနဲ့အာတီပေးပြပြီးဇုံပြီးတော့ရီထရီပောက်တယ်ဒီဂိမ်းပလေးမှာလန်ဆလော့ဖြစ်နေလို့လဲစော့ရတာကွန်ဖော့ဖြစ်နေတာအန်နမီက ရီဆန်းရှင်ဟာရာဘူဆာဖက်ဒရင်ဘာဇီယာဖန်နီဒီမေတာရဲ့ကြိုက်တဲ့ဂျန်ဂလာလာခဲ့အဲ့လိုမျိုးအဲလစ်တွေယူဆောင်တွေဇုံထားတာကိုကြော်ပြီးရီထရီပောက်ဖို့ဆိုတာ ော်တော်လေးခက်ခဲတယ်။ဥပမာရည်ဆန်းရှင်းဆိုရင် scale 1မရှိရင်စက်တိုးလို့မရတာမျိုးပေါ့။တစ်ချိန်တည်းမှာကို့ကြံကလာလန်စလော့ကကြတော့သူ့မှာ blink တွေရှိတယ်၊ dash တွေရှိတယ်၊ immune တွေပါတယ်။အဲအတွက်ကြောင့်မလို့ enemy ဘက်ကဒီကောင်းကိုတာတဲမှာမောင်းထုတ်ဖို့ဇုံဖို့ဆိုတာခက်ခဲတယ်။ဒီမှာဆိုရင်လန်စလော့ကတာတဲကိုအေးအေးဆေးဆေးယူသွားတဲ့အချိန် Federin ကတိုးလာဖို့တောင်မှဒီ Sanford ကိုကြော်ပြီးဘလို့မှမလွယ်ဘူး။တကယ်လို့ တိုးလာနိုင်တယ်ပဲထားပါတော့လန်စလော့ရဲ့စကေတူအာတီဒဘယ်ရီထရီကိုကြော်ပြီးပေါက်နိုင်ဖို့ဆိုတာကမတိကြတဲ့အလုပ်ပဲဥပမာ join တွေ harabusa တွေနဲ့အသင်းတိုးပြီးတော့အောက်ပလေးပြနိုင်မှာပဲအဆင်ပြေမှာအဲ့လိုမျိုးပြ sanfo ကတဖက်ဂျန်ဂလာကိုတာတဲတွေလော့တွေမှာလိုက်ရှာတယ်ဟိုမဟိုအာတီတွေပေးပစ်ပြီးဇုံးတယ်လန်စလော့ကကြတော့ retry ပေါက်တယ်ဒီအကွက်ကိုပဲ liquid ကခဏခဏကိုလှုပ်နေတာအဲ့ဒါတွေအပြင် သူတို့ရဲ့ဂိုးလိန်နာနဲ့စကန်းတာတဲ့တတ်တာတဲ့တွေမှာ5 man setup ဆိုင်တဲ့ game play ကလည်းတော်တော်ပိုင်တယ်အထူးသဖြင့်စကန်းတာတဲ့မထွက်ခင်တိုင်းမှာသူတို့ထုတ်ထားတဲ့ဂိုးလိန်ဖိုက်တာဘတ်တဲကောင်းကောင်းမွန်မွန် join နိုင်ဖို့အတွက်ကိုတာတဲ့မထွက်ခင်နည်းနည်းပါးပါလာပြီးတော့ကြည်ပေးတာမျိုးတွေခရစ်တူတူရှင်းပေးတာမျိုးတွေစသဖြင့်ပေါ့ဒီမှာဆိုရင်တာတဲ့မထွက်ခင်ရီဆန်းရှင်နဲ့ဂတ်တော့ကလာကြည့်ပေးတယ်အိုဟပ်က lane freeze ပြီးတာတဲ့အတွက် ready လုပ်တယ်ဒီမှာဆိုရင်လည်း ဂိုးလိန်ဖိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ Harry စကန်းတာတယ်မှာဘတ်တယ်ကောင်းကောင်းမွန်မွန် join ခွင့်ရဖို့အတွက်ကိုကတော့ကတွေ့လာတွားပြီးတော့ခရစ်တူတူရှင်းပြီးခေါ်လာတာအဲ့လိုမျိုးဖိုက်တာဂိုးလိန်တွေ Harry ဂိုးလိန်တွေ ਨੇ five man setup စိုင်းတာဖြစ်တဲ့အတွက်ဘတ်တယ်နိုင်ဖို့ chance ကပိုလို့တောင်များသေးတယ်ဒီကောင်တွေရဲ့ objective fight တွေကိုကြည့်မယ်ဆိုရင် spare တွေအကုန်လုံးလင်းနေတယ်တွေးတွေကလည်းအပြည့်ပဲ objective fight အတွက်ကိုလုံးဝ error အသက်မခံဘူး ဒါလောက်ဆိုလို့ရှင်တော့ liquid ရဲ့ objective gameplay တွေကဘာလို့ဒီလောက်ထိတောင် ကောင်းနေရတာလဲပြီးတော့ sanford နဂါးနဲ့စော့သွားတဲ့ objective play style လေးတွေအကြောင်းကိုနည်းနည်းလေးပြပြပေးခဲ့တာအခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျတခြားသော counter play တွေဘာတွေအကြောင်းကတော့နောက်ဗီဒီယိုတွေမှာပဲဆက်မယ်အဆုံးထိကြည့်ရှုပေးတဲ့အတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye